ရက်ပေါင်း900ကျော်ကျွန်တော်တို့အဲ့ဒီအာရှလမ်းမကြီးကိုထိန်းထားတယ်။ဘာကြောင့်ဖန်အောင်သွားမတိုက်တာလဲ။ဘာကြောင့်တထုံအောင်သွားမတိုက်တာလဲ။အားလုံးပဲမင်္ဂလာပါ။ Update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်။နေ့စဉ်နဲ့အမျှမြန်မာသတင်းထူးသတင်းအူတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်။ဒီလိုတရားတော်ပေါက်ဖြစ်လာရင်မင်းအောင်လိုက်ကြိုက်လေပေါ့ဗျာ။အဲ့ဒါအာနာရှိရဲ့ rule ပဲ။ NUG ရှိပြီဒါဘယ်သူမှဆရာတင်စရာမလိုဘူး NUG အတိုင်းသွားအောင်ကြိုက်ကြိုက်မကြိုက်ကြိုက် NUG အောက်ကနေသွားအောင်ငါတို့ကဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်ဂျပန်ကိုပြန်ကြည့်ဟိုတုန်းကရုရှားနဲ့အဲဖင်လန်နဲ့ဒီဒုတိယကမ္ဘာစစ်မတိုင်ခင်ကအဲဒုတိယကမ္ဘာစစ်မတိုင်ခင်ကအနေထားကိုပြန်သွားနော်အဲ့လိုအနေထားကိုပြန်သွားအနေထားကိုပြန်သွားပြီးပြန်စဉ်းစားကြည့်ဒါပေမဲ့ပြီးတော့ ဒီနာစီကိုလည်းတို့ကငါတို့အားလုံးမောင်းထုတ်လိုက်တယ်တို့ကဆိုဒါပေမဲ့လူတွေသန်းနေချီပြီးခြေခဲ့ကြတယ်။ဘာကြောင့်ငါတို့ရုရှားကိုအမြဲတမ်းပိုတွက်ခဲ့ကြသလဲ။အဲ့ဒါကိုမေးတဲ့အချိန်မှာမစ္စကလင်တန်ကပြဘာကြောင့်ရုရှားကိုပိုပြီးတော့တွက်နေကြတာလဲ။ပူတင်ကိုဘာမှပူမတွက်နဲ့ပူတင်မှာဘာအင်အားမှမရှိဘူး။ကျွန်တော်တို့ဘက်ကမညီလို့ပူတင်ကယာယီပြန်ထောင်လာတာ။ तू ကအင်အားကိုပဲ तू ကယုံတာ။ तू မှအင်အားရပြီ तू မှပြစ်အားရပြီဆိုသူဒီဘတော်မှ ဘတော်မှသူကမလျှော့ဘူးအတင်းဖိတာကျွန်တော်တို့ဘက်ကနေနေနေနိုင်လာရင်အတင်းမဖိဘူးဗျာအပွင့်လင်းဆုံးပြောမယ်ဗျာကျွန်တော်တို့ဘက်ကအဲ့ဒီရက်ပေါင်း900ကျော်เนาะကျွန်တော်တို့တောင်ပိုင်းနဲ့ပဲကြောပြမယ်ရက်ပေါင်း900ကျော်ကျွန်တော်တို့အဲ့ဒီအာရှလမ်းမကြီးကိုထိန်းထားတယ်ဘာကြောင့်ဖန်အောင်သွားမတိုက်တာလဲဘာကြောင့်တထုံအောင်သွားမတိုက်တာလဲဘာကြောင့်မောင်မြန်အောင်သွားမတိုက်တာလဲအင်းသားမှာပဲပြောနေတာအဲ့ဒီအင်အားနဲ့ပဲကျွန်တော်တို့အဲ့ဒီအချိန်မှာကျွန်တော်တို့ဖိပြီးတော့နေပြီးချဲ့ထားရမှာမဟုတ်ဘူးလား တရားတွေလိုအပ်ရင်ချိုးထားရမှာမဟုတ်ဘူးလားသူတို့စိတ်ကူလာတဲ့လမ်းကြောင်းတွေအားလုံးကိုလိုက်လံပိတ်ဆို့တားဆီးထားရမှာမဟုတ်ဘူးလားအဲ့တော့ကျွန်တော်တို့ဘက်ကလူတွေကလည်းအဲ့ဒီလမ်းကြောင်းအဲ့ဒီစီးပွားရေးလမ်းကြောင်းမောင်းခိုလမ်းကြောင်းကနေအခွန်ကောက်စားပြီးဝင်ငွေတွေရနေတာဖြစ်တဲ့အတွက်သူတို့လည်းအသေးမပိတ်ရဘူးပြီးတော့ BGF တွေ DKBA တွေအဲ့ဒီ KNLA တွေနဲ့ PDF တွေကလည်း အပြန်အလှန်စီးပွားရေးတွေသာဟာသာနာရှိနေတယ်။ပြီးမှအဲ့ဒီကိုထိန်းထားတဲ့အဖွဲ့တွေကလည်းတကယ်တိုက်နေတဲ့ဗိုတာဘောတို့နဲ့ PDF နဲ့ဒီစစ်ကြောင်50ကြောင်ကျန်တဲ့အဟာတွေကတော့ပုံမှန်အတိုင်းပဲမြပတီအာရှလမ်းမပိတ်တော့ဟိုဘက်လမ်းဟောင်းကနေပြီးတော့စီးပွားရေးထက်လုံနေတာပဲ။ရန်ကုန်မြို့ကုံနေသွင်းနေတာပဲ။မြပတီလင်စက်ကနေဟိုဘက်အနောက်လမ်းကနေသွားနေကြတာပဲ။အဲ့လိုသွားနေတာဖြစ်နေတယ်သူတို့ဖမ်းအောင်လည်းမပိတ်ရဘူးတထုံကိုလည်းမပိတ်ရဘူးဖမ်းဂျိုင်းတရားကိုလည်းမဖြတ်ရဘူး အဲ့တော့မော်လမြိုင်ဦးလည်းပွားပြီးတော့ရံမစရဘူးအဲ့လိုအနေထားမှာကျွန်တော်တို့ကိုယ်တိုင်ကဒီလမ်းကြောင်းကိုအားကိုးနေရတာကိုစိတ်ကောင်းစီကကောင်းကောင်းသိတဲ့ခါကျတော့ကြိတ်ပြီးတော့လူစုပြီးတော့ရလဲရတော့လူရရလာဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဘက်ကုန်ပြီအဲ့ဒီအမားကကျွန်တော်တို့ဘက်ကထက်ခါထက်ခါဖြစ်နေတာလာရှိုးလည်းဒီဖြစ်စဉ်တူတူပဲအခုမြားပတီဖြစ်စဉ်နဲ့လာရှိုးဖြစ်စဉ်တပုံနေပဲလာရှိုးဖြစ်စဉ်မှာလည်းအဲ့ဒီတိုင်းပဲ လာရှိုဒီရောက်လာပြီးမင်းမျိုးကိုကတ်တော့မရအောင်ဆက်မသွားဘူးဆရာကြီးတွေကမလီတောင်းနေတယ်ငါတို့ဒီမျိုးတွေရပြီငါတို့ရသွားပြီပြီးတော့ကချင်တွေမောင်းထုတ် PDF တွေမောင်းထုတ်ငါတို့သိမ်းပြီကိုကန့်ကလည်းငါတို့လာရှိုရပြီ ACC ပဲဝါနဲ့ပေါင်းပြီးတော့ငါတို့ထိန်းလိုက်ပြီပြီးတော့သူတို့သဘောနဲ့သဘောတယောက်ကပေးတယ်ဆိုရဲအကြောင်းပြချက်နဲ့ဖိအားပေးတယ်ငါတို့နယ်မျိုးလားဗာမရဘူးညာမရဘူးလက်နဲ့မပုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဘာလုပ်လိုက်လဲဗလိုင်းပြပေးပလိုက် ပြန်ပေးရုံနဲ့မကဘူးအဲ့လာရှုတဲ့ကိုစစ်တပ်ကြီးတစ်ခုကြီးပါခေါ်လာတယ်အဲ့ဒီစစ်တပ်ကြီးထောင်နဲ့ချီတဲ့တောင်နဲ့ချီတဲ့စစ်တပ်ဦးစစ်ကြောင်းထူပြီးတမျိုးမျိုးပြန်ပေးရပြီရန်သူကိုပြန်ခေါ်သွင်းလာတာဘသူကခေါ်သွင်းလာလဲဝါကနေခေါ်သွင်းလာတာလွိုက်ကိုဖြစ်စဉ်လွိုက်ကိုနားတဝိုက်တိကျွန်တော်တို့ဒီဘာလဲကင်ရင်ကြီးကတိုးနေပြီဒါပေမဲ့ကျွန်တော်တို့ကဆက်မဖိနိုင်ဘူးကျွန်တော်တို့ကြံတဲ့လူတွေကလည်း PDF တွေပေါင်းပြီးတော့လိုင်းကော်ကိုသွားပြီးစစ်အင်အားပေးပြီးတော့ဘာသူတို့ကလူနေတယ်ဒီဘသူကိုလည်း ဒီပိုးပြည်သူစုကိုဝိုင်းသားမတိုက်နိုင်ဘူးအဲ့မှနဲ့ကိုတိုင်ပတ်နေပြီးတော့အခုနေနေပိုးပြည်သူစုကကြီးစိုးပြီးလိုက်ကိုကနေပြီးတော့ပြန်ရလာတယ်အဲ့တော့ကျွန်တော်တို့ဘက်ကဥဆောင်နေတာကတယောက်တစ်ပေါက်ဖြစ်နေတယ်ကိုပြည်နယ်ကိုလို့မေကိုဒေသဘဝကနေစီမံချက်ချက်ချက်နဲ့လူတွေသူတို့လို့သူတို့မင်းအောင်နိုင်ကပြတ်တယ်ဘဝကနေသူအုပ်ချုပ်ထားတယ်လူဝင်ရလို့တယ်ငါတို့မှလူမရှိတော့တိုက်ပြမဲ့လူမရှိတော့ဘူးဒါကြောင့်ငါတို့လိုက်ကိုလဲကြပြီမြဝတီကြသွားပြီအာရှလမ်းမကြပြီ လာရှိုးကြပြီနေဆက်ကြသွားပြီကိုယ်ကကြသွားပြီအခုငါတို့ကချင်နဲ့ရခိုင်ဟိုဒီကြောက်ဖြူကိုကြတော့မယ်ငါတို့မှလုံးစရာမရှိဘူးလူမရှိမရှိရှိတဲ့လူဖမ်းกว่าဆိုပြီးတော့ဥပဒေတစ်ခုထုတ်ပြပြီးဖမ်းတော့တာပဲအဲ့ဒီချိန်မှာကျွန်တော်တို့ဘက်ကမပြင်းစင်နိုင်ဘူးဟာမပူပါနဲ့ငါတို့ကလက်ကြောက်ပြန်လှည့်ပါလားဘာဘလို့ပဲဘဟုံဝါနဲ့စီမံပြီးလုပ်ရတာမျိုးတယောက်တော့ပေါ့အခုဟိုက

ဲ့ဒီစကားတွေအပူလာပြောမင်းနေကျွန်တော်တို့ဘတော်မှမရှုံဘူးကျွန်တော်တို့ကအခုထိတည်ရမကဘူးနိုင်နေစေစစ်ကောင်စီကိုကျွန်တော်တို့က over estimate လုပ်နေတာအခုဒီ Mrs. Clinton ပြောတဲ့အတိုင်းကျွန်တော်တို့ကပိုခမစစ်ကောင်စီမှာဘာမှမရှိအခွန်ပဲရှိတာကျွန်တော်တို့ဘက်ကမညီတာကျွန်တော်တို့ဘက်ကအင်အားမတက်လာတာကျွန်တော်တို့ကလက်နဲ့အင်အားပုံမရလာဘူးပတ်စံပုံမရလာဘူးဒီ၅နှစ်အတွင်းမှာကျွန်တော်တို့ပတ်စံပုံမရှာနိုင်ဘူးမပြတ်သားဘူး ဘီဂျီကပြတ်သားတယ်ပတ်ဆက်ရှာတယ်ပတ်ပတ်ဆက်ဆက်ရှာတယ်ကင်းကြီးပြင်းနေပါဗျာနိုင်ငံသားသားပေါ့တောင်းတဲ့ခြေကိုဖမ်းပြီးတော့ခင်ဗျာတက်ဆောက်ဘာလို့ဘီဂျီကလို့ကိုလည်းအဲ့လိုတက်မဆောက်လဲဆောက်လေရှာလေသူရှာကိုရှာပေါ့ကိုကိုမမမမှန်နေနဲ့ဟိုဘက်ကကိုကိုမမမမှားတွေကိုတိုက်လို့မရဘူး ကိုကိုမမမမားတွေကိုကိုကလည်းဖိုးဖိုးမားဖွားဖွားမားတွေနဲ့ပြန်တိုက်မှနိုင်မှာဟိုဘက်ကကိုကိုမားတွေမမမားကြီးတွေကိုရာဇဝင်နဲ့ချိန်ပြီး190မားနေတဲ့အမားကြီးတွေကိုဒီကကိုကိုမမမမှန်နေနဲ့လာတိုက်နေလို့တော့ဟိုဘက်ကရီတောင်ရီအောင်မယ်ဒီနေ့လူချင်းမင်းတို့ကြည့် BG ကဘာနဲ့ပတ်စံရှာနေလဲ BG ကဘာကြောင့်လူပါဝနေလဲ ။ဘူနေဆက်မှာတားဖြတ်လုပ်ငန်းလူတွေအခုဒီတရုတ်လူမျိုးအပါဝင်လူတွေထောင်နဲ့တောင်နဲ့ဖမ်းပြီးစီးပွားရှာနေစေပဲ။ဘီလန်နဲ့ချီပြီးအမေရိကန်တီလိန်နေစေပဲ။အဲ့ရတွေပတ်စံနဲ့စစ်လက်နက်တွေယူပြီးချနေစေပဲ။အဲ့ဒီကနေမှစစ်တပ်နဲ့ပေါင်းပြီးတော့အခုကိုယ်ပါတိုက်ထုတ်လိုက်ပြီ။ကျွန်တော်တို့လူကြီးတွေဘာထိုင်လုပ်နေကြလဲ။ကိုကူမန်မမမန်နေလုပ်နေကြတယ်။အဖြစ်ရတာပဲ။ကိုအင်အားကြီးအောင်တိဆောက်ဖို့အတွက် ြည်သူက၅နှစ်အချိန်ပေးထားပြီပြီပတ်ဆက်ရှာဖို့လည်းအချိန်ပေးထားပြီပြီပြတ်သားရမယ့်အချိန်ကြပြီယိုယိုဖိနေတဲ့ဒီရမုံငွေတွေအားလုံးကိုတစုတစည်းတဲ့အောက်ရအောင် ပြင်းပြင်းထန်ထန်ပြက်ပြက်သားသားကင်တွယ်ဖို့အချိန်ကြပြီမေအောင်လိုင်းတို့ကတော့ပြက်တယ်သူသူပတ်ဆံကိုတော့ဘယ်သူမှလာမပေးနဲ့အကုန်သူယူတာသူလဲစားတယ် ရတဲ့ပတ်စံအားလုံးသူ့ကိုလည်းပို့ရတယ်စီးပွားရေးလုပ်ငန်းရှင်လည်းပေးရတယ်မြန်မာပြည်ပကိုထွက်နေတဲ့အလုပ်သမားအကုန်ယူတယ်အခွန်အောက်အကုန်ယူတယ်အဲ့ရနေစင်သူကပစ္စည်းတွေဖြန့်ပြိုးနေတာအဲ့တော့တရတရလို့အုံတောက်ကြီးရှိမှရမှာအဲ့တော့ကိုကိုမမမမှန်လောက်နေတော့အလုပ်မဖြစ်ဘူးဘာကြောင့်လဲအခုရက်ပေါင်း900ရှိပြီတို့တို့ဒီ အပိုင်တွတ်ထားတာကမင်းအောင်လိုက်တို့ဘက်ကအခုလိုအင်အားအမြောက်များနဲ့လာတိုက်မလာမတိုက်ဘူးဆိုတာကိုသူတို့ထည့်တွတ်ထားတဲ့ပုံပဲဟိုမှာပြေးတိုက်လဲဘူတာဘောပဲဒီဘက်မှာပြေးတိုက်လဲဘူတာဘောပဲဟိုဘက်ပြေးတိုက်လဲဘူတာဘောပဲအကုန်လုံးဘူတာဘောကြီးပဲဒီလောက်များတဲ့လူတွေကိုဟိုတော့ကသူတို့မှာစင်အင်အားမရှိတော့ဘူတာဘောနိုင်တာဘောအခုသူတို့ဘက်ကအထောင်နဲ့တောင်းနဲ့ကြီးစင်အင်အားတက်လာဘူတာဘောတယောက်တည်းမလို့တိုက်မှာဘယ်မှာလဲ KNU ဘက်ကစစ်တပ်တွေဘယ်မှာလဲလက်နဲ့တင်းစင်လာတာ BJF ကဘာကြောင့်လက်နဲ့တည်းရှိတယ် BJF လို့ကိုလည်းလုံးတယ်သူလို့ကိုလုံးပေါ့ရှေ့ရသက်ခွဲပေါ့ရှင်းနေတဲ့ကိစ္စကြီးအဲ့တော့စကိုင်းကပူဆိုးတယ်မနေ့ကအဲ့ဒီအဖွဲနဲ့ပတ်သက်ပြီးတင်လာတဲ့ပုံကိုကြည့်ချင်းရဖြစ်ရုတ်တရက်ကြည့်လိုက်ရင်တော့ NUG ကမတရားလုပ်တယ်လို့ထင်ရတာ ဒါပေမဲ့တော်လိုင်းရေးတစုံလုံးနဲ့ကြီးလိုက်ရင်တော့အမှားနေပြီ NUG ကိုပြစ်ပယ်ပြီးတော့မင်းအောင်လိုင်းကိုတရားတော်ပေါင်းတိုက်လို့ရတော့နောက်နှစ်ပေါင်းတထောင်တိုက်တော့မနိုင်ဘူးအဲ့တော့အခြေအနေကရှင်းရှင်းလေးအခြေအနေကရှင်းရှင်းလေး 今年二期顺利。 ို့တော့ရှင်းတော့6ဟာစားတယ်လေ9000 6ဟာစားတယ်6တော့ရှိအရင်များလို့ဘယ်လောက်လုံးလဲအဲကျွန်တော်တို့အင်တာဗျူးလေးကိုဆက်ကြရအောင်ငါဥပမာလက်ထက်တည်းကတဲ့ငါသိတယ်တဲ့ရုရှားကပရိုပဂန်ဒါဝါဒဖြန့်တာအရန်တော်တယ်တဲ့ဦးမင်းအောင်လိုက်ဝါဒဖြန့်နေတာဦး6တော့ရှိအာစားနေဒီမှာလာပြီးဝါဒဖြန့်နေတာ ဒါကြောင့်ကျွန်တော်တယောက်မှမညာဘူးအကုန်လုံးအကုန်လုံးဥအကုန်လုံးဘလောက်လုံးတယ်သူတို့စကားကိုပြန်လဲမပြောင်းနော်မစ္စကလင်တန်ပြောနေတာနော်အမေရိကန်နိုင်ငံနိုင်ငံကြီးဝန်ကြီးဟောင်း၈နှစ်လုပ်ခဲ့တယ်တမရကလင်တန်ရဲ့အင်ဗျူတော်မှာ first lady လည်း၈နှစ်လုပ်ခဲ့တယ်ပြီးတော့ဒီမိုကရက်တစ်တမရလောင်းအနေနဲ့သူရှုံထားတယ်အဲ့ဒီဝါရင်ခေါင်းဆောင်ကြီးကပြောနေတာရုရှားဟာ propaganda အရန်တော်တယ်အဲ့ဒီရုရှားရဲ့ propaganda ကိုကြည့်ပြီးတော့ငါတို့ကဘာဖြစ်သွားမလဲရုရှားကိုအထင်ကြီးသွားတာအဲ့ဒါဘာကိုငါတို့ကကြည့်တာလဲရုရှားကိုသူတို့ဘာနဲ့ခံမှန်းလဲ assessment လုပ်တယ်ခေါ်တယ်ထောက်လန်ရေးအစီခံစာတွေကနေတဆင့်သူတို့က assessment လုပ်ပြီးထောက်လန်ရေးအစီခံကိုကြည့်ပြီးရုရှားကဒါရှိတယ်ဒါရှိတယ်ငါတို့ကဒါရှိတယ်ဆိုပြီးတော့အဲ့လိုအဲ့လိုမျိုးလုပ်ခဲ့ကြတာဖြစ်တဲ့အတွက်ငါတို့ဘက်ကအဲ့လို overseas နေမိလုပ်နေတာအမှန်ကရုရှားအဲ့လောက်မစွမ်းဘူး ရုရှားစွန့်ရင်ယူကရိန်းကိုသိမ်းလိုက်တာကြားလာပြီမစွန့်ဘူးကျွန်တော်တို့ဘက်ကရုရှားကိုအိုဗာလုပ်ပြီးတော့တုတ်ဆုပ်တုတ်ဆုပ်လုံနေလို့အခုရုရှားကလူပါဝါနေတာပြောချင်တာကယူကရိန်းကိုပေးသင့်တဲ့ပေးထိုက်တဲ့ဟာကိုမြန်မြန်ဆန်ပေးလိုက်ရင်ရုရှားနောက်ဆုတ်သွားတာကြားလာပြီဒါကို तू ကပြောချင်တာ တို့ရောတို့စစ်တပ်ကိုတိဆောက်တယ်တို့မှာနယူကလည်းနဲ့ကြီးတွေရှိတယ်အဲငါတို့ဘာမှမငါတို့ဘရောမမေငါတို့တဲမှာလည်းရှိတယ်တို့ကရန်လိုတယ်ဒါပေမဲ့လက်တွေ့မှာအဲ့ဒီရုရှားစစ်တပ်ကြီးကလက်လက်တွေ့မှာအဲ့ဒီရုရှားစစ်တပ်ကြီးက လက်တွေ့မှာအဲ့ဒီရုရှားစစ်တပ်ကြီးကကပစတီအရေးချင်းရှိမရှိရုရှားမှာဒီရုပ်ဝတ္ထုပစ္စည်းတွေရှိတယ်ဥသူရှင်းပြသွားတာနျူကလ িয়ার လက်နက်ရှိတယ်ဗားရှိတယ်ညာငါတို့မှလည်းရှိဒါပေမဲ့လက်တွေ့မှာကပစတီကတိုက်တဲ့ခါကျရင်အရေးချင်းရအရေးအသွေးရငါတို့ကသာတယ်အဲ့ဒါကအခုယူကရိန်းမှာပြနေတာရုရှားစစ်သားတွေအရေးချင်းမရှိဘူး မရောက်နိုင်လဲအတူတူပဲလေမရောက်နိုင်စစ်သားတွေအရေးချင်းမရှိဘူးဒါကြောင့်ကျွန်တော်တို့အမြဲနိုင်နေတာအခုကိုဘက်ကငွေကြေးရောအင်အားရောအားနေချေသူကလူအင်အားနဲ့ဖိပြီးတော့အပေါ်ကနေဒီဘယ်လိုပြောမလဲဒီ firing power လို့ခေါ်တဲ့ဘုံကျဲတဲ့အားတွေနဲ့သူလှုပ်လို့ယာယီဆုတ်ပေးရတာပဲရှိတယ်။ဒါပေမဲ့သူ့မှာဘာအခွန်မဲရှိတယ်။သူ့မှာတကယ်တိုက်နေတဲ့စစ်သားတွေအရေးချင်းပြီးဘူး။ဒါကြောင့်လည်းဦးလေးကွယ်ကွယ်မှာတတ်တော့လေးကြာဆုံးနေတာ။တနင်္ဂနွေလုံးမှာသူ့ဘက်ကလူတွေတတ်တော့လေးကြာဆုံးနေတာ ရာနဲ့ထောင်နဲ့သူတို့အသက်မဟုတ်လို့သူတို့မနဲ့ပြောတာအဲ့ဒါမျိုးပဲကျွန်တော်တို့ဘက်ကအင်းနဲ့အားနဲ့တာယူကရိန်းမှာဖြစ်နေလို့ကျွန်တော်တို့မှာလိုအပ်တဲ့ပစ္စည်းကိုအင်းနဲ့အားနဲ့တာရကြည့်ပြောချင်တာကကျွန်တော်တို့ဘက်က drone တွေပို့ပြီးရကြည့်တို့ဒီမှာသူတို့လိုပဲဟိုပါရာမော်တာလာပါလားအဲ့ဒီဘာလဲဒီဒီလေတီနဲ့ဘုံကျဲလို့ရတဲ့ဟာကြီးကကျွန်တော်တို့ဘက်ကနှစ်စီးသုံးစီးလောက်ပဲရှိကြည့်ကျွန်တော်တို့သူတို့အမှုတ်ကျိလိုက်တာကြားလာပြီပြောချင်တာကအဲ့ဒီသဘောပဲ အနောက်နိုင်ငံများကပူတင်ကိုဒီသူ့မှာစိတ်အင်အားရှိတယ်ပူတင်မှာ new အဲ့ဒါတွေရှောက်ပြောနေတာတကယ်တမ်းကျတော့ capacity အရာအရေးအသွေးအရာရုရှားကငါတို့မရှင်းနိုင်ဘူးဒါကို तू ကထောက်ပြနေတာအဲ့ဒါငါတို့ကဘာဖြစ်မလဲ assessment ကနေသွားနေတာ assessment ဆိုတာဗာလေအဲ့ဒီထောက်လိုက်ရေးသတင်းတွေသူတို့ရရှိတဲ့သတင်းတွေလူတွေအားလုံးရဲ့ခံမှန်းချက်တွေဒီဘယ်လိုဒီဘယ်လိုပြောမလဲ သုံးသက်ချက်တွေကနေပြီးတော့ငါတို့ကခံမှန်းနေကြတာတဲ့အဲ့ဒါအားလုံးကငါတို့ကမှားနေတာပေါ့ငါတို့ရဲ့ assessment တွေငါတို့ရဲ့ထောက်လိုင်းသတိတွေငါတို့ရဲ့သုံးသက်ချက်တွေမှားနေတာတကယ်တမ်းကျတော့အခုယူကရိန်းစစ်ပွဲမှာရှင်းရှင်းပုံနဲ့ရုရှားသည်အရေးချင်းမရှိဘူးဒါကိုသူပြောနေတာငါတို့ဘက်ကတော့ဖိလိုက်ရင်ပြောချင်တာကယူကရိန်းကိုငါတို့လိုချင်တဲ့လက်နက်တွေဒါထုတ်ပေးလိုက်ရင် ပူတင်ရှုံးသွားတာကြားလာပြီအဲ့ဒါကိုငါတို့ဘက်ကဘာလို့မလုပ်ပေးတာလဲဒါကိုသူထောက်ပြနေတာမှတ်မိလားတဲ့ယူကရိန်းကိုဝင်ဝင်မတိုက်ခင်ကပူတင်ဟာတရုတ်သမ္မတဘီဂျင်းပီကင်းကိုအရင်သွားတယ်ပီတင်ကိုတရုတ်နဲ့စကားပြောပြီးမှရုရှားကိုဝင်တိုက်တာအဲ့ဒီမဟုတ်ယူကရိန်းကိုဝင်ပြီးကျူးကျော်တာတဲ့ ဲ့တော့ तू ကတရုတ်သမ္မတကိုဘာသာပြောခဲ့လဲဆိုတော့ငါယူကရိန်းကိုဝင်ရှိရမယ်တပတ်ကြာရင်ငါတို့ယူကရိန်းမျိုးကိုရပြီအဲ့လိုမျိုး तू ကပြောခဲ့တာသူ့ကို तू အယမ်းထင်ကြည့်အဲ့ဒါကိုလေတရုတ်ကလည်းသူ့ရဲ့အရေးချင်းကိုယုံပြီးတော့မိစိမ်ပြလိုက်တာတကယ်တမ်းကျတော့ဒီဘက်ကအင်အားနဲ့ပြန်လဲတိုက်တဲ့အခါကျတော့ तू ဟာအခုတနေ့ကြည့်ပြီးဒီယူကရိန်းမျိုးတော့မရတာပြောချင်တာ तू လည်းသူ့ကို तू အထင်ကြီးတယ်မင်းအောင်လိုက်လို့ပဲလို့ပဲပေါ့ အဲ့ဒါငါတို့ပဲအားနေနေတာအားလုံးပြီလို့လက်ခံဖို့လိုတာယူကရိန်းကငါတို့အားလုံးရဲ့လွန်ပြောင်းဖို့အတွက်ကာကွယ်ပေးနေတာတဲ့သူတို့ရဲ့စစ်ပွဲဟာတဲ့ငါတို့ရဲ့စစ်ပွဲပဲယူကရိန်းရဲ့စစ်ပွဲကငါတို့ရဲ့စစ်ပွဲပဲတဲ့အခုအဲ့ဒါကို မရထွန်းကပို့ပြီးတိသွားတဲ့သဘောပဲတဲ့အရင်တော့သမရထွန်းကအဲ့ဒါကို short တွေ့တယ်အခုမှသူကိုယ်တိုင်တိသွားပြီယူကရိန်းကငါတို့အတွက်ပါတိုက်ပြီးနေတော့သူလက်ခံသွားပြီးသဘောပဲတဲ့အဲ့ဒါကို तू ကကလင်တန်ကဘာကြောင့်သမရထွန်းပြောင်းလဲသွားတယ်ဆိုတာကို तू ကဖြေပြီးနေတာအဲ့တော့ပြည်တွင်းမှာရှိတဲ့စီးပွားရေးသမားတွေကိုကျွန်တော်ကမေးခြင်းလားအခုမင်းအွန်လိုင်းကိုတိုက်နေတာကကျွန်တော်တို့တိုက်နေတာက သူတို့အတွက်ပါတိုက်နေတယ်ဆိုတာကိုလက်ခံကြရဲ့လား energy ကိုဆွဆွဲနေကြတဲ့လူတွေတော်လိုင်းတော်လိုင်းကြီးကိုအပြစ်ပြောနေကြတဲ့လူတွေကျွန်တော်ကထောက်ပြချင်တာကဦးကျွန်တော်တို့တိုက်နေတာကကျွန်တော်တို့အတွက်ပဲကျွန်တော်တို့တိုက်နေတာလားအားလုံးအတွက်ဒီဒီမင်းအွန်လိုင်းကိုဝိုင်းတိုက်ပေးနေတာအသင်တို့အတွက်ပါတိုက်ပေးနေတယ်ဆိုတာကိုလက်ခံလား